ဘာသာပေါင်းစုံအကြားနားလည်သိခံခွင့်လွှတ်နိုင်စွမ်းမြင့်မားပြီးသဘောထားကြီးတဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာရေးဥတည်တဲ့ဘာသာပေါင်းစုံနီနော့ဖလေဝဲကိုရန်ကုန်မြို့ရွှေလီလမ်းမှာပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့ကကျင်းပခဲ့ပါတယ်။ RF သတင်းတောက်ကိုတီဟာထွန်းကတင်ပြထားပါတယ်ရှင်။ဘာသာပေါင်းစုံအကြားနားလည်သိခံမှုနဲ့ချစ်ကြည်ရင်းနှီးမှုရှိရေးဥတည်တဲ့လူအဖွဲ့အစည်းဖြစ်ဖို့အတွက်ဘာသာကြီး၄ခုကခေါင်းဆောင်တွေတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီစွန့်နှစ်ဘွဲကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဥခင်ကြီးနဲ့အစိုးရအဖွဲ့ကကိုယ်စားလှယ်တွေအမေရိကန်အင်္ဂလန်စတဲ့နိုင်ငံတွေကတာမတ်တွေပါတက်ရောက်ခဲ့ပါတယ်ဒီစွန့်နှစ်ဘွဲကိုရခိုင်ပြည်နယ်ပြည်ပကစုံစမ်းရေးကော်မရှင်အဖွဲ့ကဖွဲ့စည်းထားတဲ့ကွဲပြားခြားနားမှုနဲ့အမျိုးသားရေးသဟဇာတာဖြစ်မှုဆိုင်ရာအဖွဲ့ချုပ်ကဥဆောင်ကျင်းပတာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံဟာအားလုံးနဲ့တည့်တိုင်ပဲဘာသာပေါင်းစုံလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားကြတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် နားလည်မှုတွေရှိလာတာနဲ့အများကျွန်တော်တို့ကငင်းငင်းချမ်းချမ်းနဲ့တည်ငြိမ်ငြိမ်နဲ့ဒီလူပေါင်းဖွဲ့စည်းရကျွန်တော်တို့လိုချင်တဲ့အရာတွေပို့ပြီးရလာမှာဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ ਨੇ ပူပေါင်းဆောင်ရွက်လို့စိတ်ရှိသူအားလုံး ਨੇ ကျွန်တော်တို့ပူပေါင်းဆောင်ရွက်သွားလိမ့်မယ်ကျွန်တော်တို့ကတော့ဒီဖွဲ့ဟိုဖွဲ့မရှိပါဘူး non partisan မှာဘယ်ဘာဖွဲ့ဖွဲ့ဝင်မှာကိုစားပြုတာမဟုတ်ဘဲနဲ့ကိုတိုင်းပြည်အေးချမ်းရင်ဘာသာပေါင်းစုံချစ်ချင်တဲ့လူဒီကဲကျွန်တော်တို့တိုင်းပြည်အတွင်းမှာတကယ်ကိုတခါစားတာဖြစ်တဲ့လူပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက်ကိုအားလုံးနိုင်ငံတကာအတိုင်းဝိုင်းနဲ့ဟောကျွန်တော်တို့ကဒီဘက်က ကိုနိုင်ငံသားတွေအားလုံးနဲ့ပါကျွန်တော်တို့ကပူးပေါင်းပြီးတဲ့ကဆောင်ရွက်သွားဖို့အတွက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။သူနေဘွဲကိုတက်ရောက်လာတဲ့ဗုဒ္ဓဘာသာခေါင်းဆောင်တွေကမြည်သည့်ဘာသာဝင်ဖြစ်စေအစွန်းရောက်တဲ့အပြုမှုအပြောဆိုတွေရှောင်ရှားဖို့အရေးကြီးတယ်လို့မင်းကြားပါတယ်။အခုကဘာကြီးမှာကအစွန်းရောက်လို့ရှိရင် ဘယ်ရမှမကောင်းဘူးဆိုတော့ဗုဒ္ဓဘာသာမှာတော့မြေတဲ့ပတ်မြေတဲ့ဝိမစ္စိမပရိပရာကိုကျင့်သုံးမှာအစွန်းရောက်ရင်ဘာမှမကောင်းဘူးစရလည်းမကောင်းဘူးအိလုံးနာလည်းမကောင်းဘူးပြောလုံးနာလည်းမကောင်းဘူးဒါတွေအလုံးရှိပါတယ်ဖီလိုဆိုဖီယာသီအိုရီယာဘာသာတရားရအစွန်းရောက်သွားရင်လည်းဒါတွေကအစွန်းရောက်မှုကြောင့်ဖြစ်ပေါ်လာလို့ရှိတယ်ဒါမှမဟုတ်သူတို့ကအစွန်းရောက်တာတွေကိုနှိမ့်နှင်းချင်းဖြန်တာလည်းပြဿနာကိုဖြေရှင်းနိုင်မယ်လို့သူတို့ကဒီလိုယုံကြည်တယ်ဘုန်းတို့ကြတော့အဲ့လိုမယုံကြည်ဘူးဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာတရားမှာကအမုန်းတရားကိုအမုန်းတရားနဲ့ဖြေရှင်းဘယ်တော့မှငြိမ်းချမ်းမှုမရနိုင်ဘူးဆိုတဲ့ theory ကရှိထားလို့ပါ။ဒါမှမဟုတ်သူကအဲ့ဒီငြိမ်းချမ်းခြင်းကိုအမုန်းတရားကိုအမုန်းတရားနဲ့ပြန်လဲတိုက်ခိုက်တာမျိုးလုပ်နေရင်ဘယ်တော့မှဘုန်းဘုန်းတို့ကဘာကြီးကငြိမ်းချမ်းမှာမဟုတ်ဘူး။အလားတူခရစ်ယာန်၊မွတ်စလင်၊ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေကလည်းဘာသာတရားအလုံးဟာနားလေခွင့်လွတ်မှုနဲ့မေတ္တာတရားပေါ်မှာအခြေပြုထားကြတာကြောင့်မိမိဘာသာကသာကောင်းဆုံးဆိုတဲ့အတွေးမျိုးကိုရှောင်ရှားကြဖို့ဟောပြောခဲ့ကြပါတယ်။ မြန်မာပြည်မှာဘယ်တော့မှမတူကွဲပြားမှုကိုအန်ဒီရဲ့အဖြစ်နဲ့မမြင်ခဲ့ပါဘူးမတူကွဲပြားမှုဒီအားတွေပါငါနဲ့မတူလို့ငါရည်ရည်မဟုတ်ပါဘူးငါနဲ့မတူတဲ့အတွက်ညံကူခြင်းလို့သဘောထားခဲ့ပါအခြားသာသနာများနဲ့ပတ်သက်လေအများကြီးခိုင်မာသောမြစ်ချီခိုင်မာမှုရှိသောတမိုင်းကြောင်းများရှိပါတယ် မြန်မာပြည်မှာအခြေချနေထိုင်ခဲ့ကြတဲ့ကရင်သားနိုင်ငံသားအစ္စလမ်ဘာသာဝင်များပကံခစ်သေးကောတစ္ဆာရှိစွာအမှုထမ်းခဲ့ကြတဲ့တွေ့ပကံခစ်ကြောက်စာများမှာကျွန်တော်တို့နိုင်ငံသားတိုင်းရင်းသားအစ္စလမ်ဘာသာဝင်များရဲ့အကြောင်းတွေကကပီးမော်ကွန်ထိုးလျက်ရှိပါတယ်အဲ့ဒီဆိုနေဘွဲကိုဘာသာပေါင်းစုံအဖွဲ့အစည်းတွေကလူငယ်ကိုယ်စားလှယ်တွေလည်းတက်ရောက်ဟောပြောခဲ့ကြပါတယ်ခင်ဗျာ